မင်္ဂလာပါရှင်။နိုဝင်ဘာလ20ရက်ဗုဒ္ဓဘူးနေ့ရက်ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့ကြောင်မြေရေတနာပြဝဲဒုတိယနေ့တွင်ပလဲ224တွေရောင်းချရတဲ့သတင်းဖြစ်ပါတယ်။မည်ပြောရှိမဏိယေတနာကြောက်စိန်ခမ်းမမှာကျင်းပနေတဲ့မြမကြောက်မြေတနာပြဝဲဒုတိယနေ့ဖြစ်တဲ့နိုဝင်ဘာ18ရက်ကပလဲအတွေ့ပေါင်း224တွေရောင်းချရတယ်လို့သိရပါဗျ။ ပြပွဲဒုတိယနေ့မှာရောင်းချမဲ့ပလဲအတွေတွေကိုပြည်တွင်းပြည်ပရတနာကုန်တွေတွေကကြည့်ရှုစစ်ဆေးကဇေနုံတင်တင်လှတွေကိုသက်ဆိုင်ရာတင်နာပုံတွေနဲ့ထည့်သွင်းခဲ့ကြတာပါအဲ့ဒီတင်သွင်းထားတဲ့ပလဲအတွေအမှတ်၁ကနေ146ဒီတင်သွင်းထားတဲ့ဇေနုံတင်တင်လှတွေကိုတာဝန်ရှိသူတွေကဖွင့်ဖောက်စစ်ဆေးကပလဲအတွေပေါင်း224တွေရောင်းချရကြောင်းကြေညာခဲ့တာဖြစ်ပါတယ် ြပွဲတတိယနေ့မှာလဲပလဲအတွေ့အမှတ်149ကနေအတွေ့အမှတ်489အထိကိုအိတ်ခွင့်တင်တာစနေနေ့ပြည်တွင်းပြည်ပရည်တနာကုန်သည်များအားဆက်လက်ရောင်းချပြီးတော့မှာဖြစ်ပါတယ်။ပြပွဲကိုလူဝီမာ19ရက်ကနေ26ရက်အထိဆယ်ရက်ကြာကျင်းပတော့မှာဖြစ်ပြီးကြောက်စိ9085တွေကြောက်မြက်ရိုင်း73တွေနဲ့ကြောက်မြက်လက်ဝယ်ရည်တနာ149တွေစုစုပေါင်းအတွေ့160နဲ့ပလဲ489တွေကိုပြည်တွင်းပြည်ပရည်တနာကုန်သည်တွေကိုအိတ်ခွင့်တင်တာစနေနေ့ရောင်းချပြီးတော့မှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုပြပြဆင်ရင်ရွေ၍နောက်ဆက်ဟန်တာဖြစ်စီခြင်းပြုလုပ်သူများအားအရေးယူတဲ့တဲ့င်းဖြစ်ပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြပြဆင်ရင်ရွေ၍လူမှုကွန်ရက်စာမျက်နှာများအများပြည်သူဆိုင်ရာနေရာများမှာဟောပြောခြင်းပြောဆိုခြင်းဆေးရုံလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်း ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစသည်တို့ဖြင့်နှောက်ရဟန္တာဖျက်ဆီးခြင်းများရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအားထိခိုက်ပျက်စီးအောင်နှောက်ရဟန္တာဖျက်ဆီးခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နောက်ဆက်ဟန်တာချင်းမှကာကွယ်ပေးရေးဥပဒေနဲ့ညီထိရောက်စွာအရေးယူဆောင်လျက်ရှိရာနိုဝင်ဘာ14ရက်ကအဘူတိုင်းဒေသကြီးရွှေကျင်မြို့နယ်အနောက်ဘက်ကျေးရွာတွင်ပြည်ခိုင်ပြိုးပါတီမှပြည်သူ့လွှတ်တော်ကုစလေလောင်ဦးကျော်တို့ဦးဆောင်တဲ့အဖွဲ့ဟာကျေးရွာနေပြည်သူများအားမဲဆွယ်စည်းရုံးဟောပြောခြင်းများကွင်းစင်ဆောင်ရမှာအဆိုပါကျေးရွာမှနေထိုင်နေဝင်ဥခေါ်ပတ်ဟု52နှစ်သည်ပြည်ခိုင်ပြိုးပါတီမှရည်ကြီးမှုဆောင်ဒေါ်မစိန်52နှစ်အားဒါဖြင့်ခုတ်သက်ခဲ့တဲ့အတွက်ဒေါ်မစိန်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်ဝင်ဥခေါ် ဘဟိုအားရွှေကြည်မျိုးမရေစကန်ပ44မြင်းဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြစ်စည်းခြင်းမှကာကွယ်ပေးဥပဒေပုံမှန်24မြင်းဆောင်ကပြင်အမှုဖွင့်ဖန်စီပြီးထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်ရှင်။ ောက်ဆုံးတင်ဆက်ပေးမှာကတော့ရွှေကုတ်ကူမှထိုင်းဘက်သို့ထွက်ပြေးသောနိုင်ငံခြား36ဦးဖမ်းဆီးခံရတဲ့တရင်ဖြစ်ပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ရွှေကုတ်ကူကြားဖြတ်မြို့တွင်မှထွက်ပြေးလာတဲ့နိုင်ငံခြားသား36ဦးကိုနိုဝင်ဘာ19ရက်နေ့နဲ့ပိုင်းကထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိကြောင်းသိရပါတယ်။နိုဝင်ဘာ19ရက်နေ့နေ့နဲ့ပိုင်းကမြောက်ရီမြို့နယ်ရွှေကုတ်ကူဘက်မှတောင်ရင်မြစ်ကိုဖြတ်ကူး၍ထိုင်းနိုင်ငံဘက်အချံဝမ်ဖကျေးရွာသို့ရောက်ရှိလာတဲ့နိုင်ငံခြားသား36ဦးကိုဖမ်းဆီးရရှိကြောင်းနိုင်ငံခြားသားများတွင်တရုတ်ပါကစ္စတန် ိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံသားများဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်ရှေးကုတ်ကူမှာထွက်ပြေးလာတဲ့ကြားဖြတ်နိုင်ငံသားများမြရီမြို့ပေါ်တွင်လည်းပြည်နှံ့နေပြီးဟိုတယ်နှင့်တက္ကူကံများလည်းပြည်နေကြောင်းရှေးကုတ်ကူမှာမြရီမြို့သူ ကားငါရင် ကားငါရန်ကလူတအူးလင် ထိုင်းဘက်တပေါင်းကျော်ဈေးပေါက်နေကြောင်းလည်းသိရှိရပါတယ်ရှင်။